ဖျားဖျားဒီကနေ့ကတော့2025ခုနှစ်ဒီဇင်ဘာလခနေ့နေ့မြန်မာတက္ကရာ1380ခနေ့ခုနှစ်နတ်တော်လဆုပ်3ရင်းနေ့တလင်္ကနီနေ့မြန်မာနိုင်ငံချင်းပြည်နယ်ဘွား MMA Fighter Joshua ပါကမ္ဘာအကောင်ဆုံး promotion UFC မှာအသက်24နှစ်နဲ့ champion ကပ္ပစိန်ခေါ်ထိုးသက်ခွင့်ရတဲ့နေပဲဖြစ်ပါရီပရိသတ်ကြီးတို့ရဲ့ Joshua ဘန်ကို ကဘာဘောကဖိုက်တာတတော်များများကတော့အနိုင်ရစေချင်လို့လို့ဘန်ဒိုဂျာရဲ့အာနေချက်ကတက်လုံဖြစ်တယ်ပြီးတဲ့ကကြတော့ဘော်ရီရှော့ဖြစ်တယ်ဒါကြောင့်မလို့တက်လုံကိုဖိအားပေးဖို့အတွက်ဒီပွဲမှာဂျက်ရှွာဘန်အနေနဲ့ဘန်ဒိုဂျာကြီးကိုသရဇက်ဘော်ရီရှစ်တီကြီးပဲထိုးကျွေးပြီးတော့အမောက်သိပ်ပြဖို့လိုအပ်တယ်ဆိုပြီးတော့အကြံတော်ပေးခဲ့ကြတာပါဗျာမြန်မာအကစားသမိုင်းမှာအမြင့်ဆုံးတဲ့အခမ်းအနားဆုံးအောင်မြင်မှုတွေရယူပေးနိုင်ခဲ့တဲ့ကစားသမားတွေအများများ ထွက်ပေါ်လာခဲ့ပူပါရမြန်မာခေအာဂဇာတုံးမဟုတ်ဖြောပြမှုပိုင်းဆိုင်ရာအာဂဇာမှာတော့ဂျက်ရှွာဘန်ကအမြင့်ဆုံးပဲဖြစ်ပါလိမ့်မယ် MMA ကစားနည်းဟာအမေရိကန်မှာစတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးဆယ်စုနှစ်ကိန်းကနန်တသက်မရှိပါသေးတယ်တူတော်လေအချင်းတို့တွင်တကဘာလုံးကိုထူဖောက်လာကကဘာအရရက်ကတိုက်ခိုက်ရသမားတိုင်းရဲ့ဘန်နန်အေမကအမ်အမ်အခြေတီးအား UFC ဖြစ်နေပါပြီ အလို့နေရာမျိုးမှာကျွန်တော်တို့မြန်မာနိုင်ငံချင်းတောင်တန်းဒေသမှာမွေးဖွားခဲ့တဲ့လူငယ်လေးတယောက်ကအသက်24နှစ်နဲ့ ချန်ပီယံစိန်ခွခွင့်ရခဲ့တာပါဗျ။ဂျိုရှွာဘန်ဟာဒီလိုမျိုးအခြေအနေမျိုးတွေကိုပိုင်းဆိုင်ခွင့်ရဖို့ငငယ်လေးကတည်းကစနစ်တကျနဲ့တင်ကြားစူးစမ်းခဲ့တဲ့သူလုံးဝမဟုတ်ပါဘူးမိဘတွေကလည်းအဲ့လိုတက်တီပန်ပူပေးနိုင်တဲ့သူတွေမဟုတ်ပါဘူးအသက်12နှစ်အရွယ်အမေရိကကိုရောက်သွားချိန်ဘာသာစကားခက်ခဲကြောင်းအချောင်းနေရွယ်ကလေးတွေအကြားအနိုင်ကျင့်ဘူးချခံခဲ့ရတာတွေကိုပြန်လည်တွန်းလှန်ရင်းကနေဒီနယ်ပယ်တွေရောက်လာဖို့အချောင်းရင်းတွေဖန်လာခဲ့တာပဲဖြစ်ပါရီဘာကအမေမေနယ်ပယ်တဲကိုရောက်တာ၅နှစ်ဝန်းကျင် င်ပဲရှိသေးသလိုရက်စ်ကိုရောက်တာလည်းနည်းနည်းကွဲဝင်းကျင်ပဲရှိသေးတာပါသို့တော့သူ့ရဲ့ bingo ပါရမီပြိုးဝမှုကို့အလုပ်ပေါ်မျက်ခြေမပြအာယုံထားမှု professional ဆန်းမှုမြန်မာကဘာလဲဆိုတာတကဘာလုံးကိုသိအောင်လုပ်ပြမယ်ဆိုရင်ခရင်ချက်ပြင်းပြမှုစားရိခိုင်မာပြတ်သားလို့နဲ့စိတ်ပိုင်းဆိုင်ရာခရင်ချက်တွေကြောင်းလက်ရှိမှာကမ္ဘာအကောင်ဆုံးတိုက်ခိုက်ရေးသမားစီးရင်ဝင်တဲ့အဖြစ်အကျွေးမဲ့လက်ခံထားကြပါပြီ ဒီကနေ့မှာတော့ UFC Champion ကပါစိန်ခေါ်ပွဲထိုးသက်ရတော့မှာဖြစ်ပါတယ်။သူရဲ့ဘေးမှာမြန်မာနိုင်ငံအလံကြီးကိုချိန်ဆွဲကိုစားပြုပြီးထိုးထားတော့မှာပါ။စမစ်တွေအမတန်မှထူပိုးလွန်လာတဲ့စီးရင်မွဲတေလုံးတဲ့နိုင်ငံကကိုထုကိုချွန်လာတဲ့လူငယ်တယောက်ဆိုတာကမ္ဘာကိုချပြတော့မှာပါဒါကြောင့်ဒီနေ့ဟာကျွန်တော်တို့နိုင်ငံတွေ့ပန်းအတွက်ချင်းပြည်နယ်သားတွေအတွက် ိုက်ခိုက်ရေးလောကသားတွေအတွက်အားလုံးအားလုံးအတွက်သမိုင်းတွင်မဲ့နေပဲဖြစ်ပါရယ်တနိုင်ငံလုံးကဘာအရရကိုရောက်နေကြတဲ့မျိုးသားလုံးတာဝန်တည်တည်နဲ့ဝန်ရအားပေးကြရအောင်ဗျာဒီကနေ့ငါတို့နိုင်ငံကဝေးထုတ်ပေးလိုက်တဲ့ငါတို့မျိုးသားလုံးဝကိုစားပြုတဲ့လူငယ်ချားသိလီချန်ပီယံစံကုတ်ခွင့်ထိုးတယ်ဆိုတာတကဘာလုံးသိအောင်ကိုယ့်ရအားပေးဝန်ရမှုနဲ့ချပြလိုက်ကြရအောင်ဗျာငါတို့နိုင်ငံကဒီလိုတိုက်ခိုက်ရေးကစားနည်းမှာထူးချွန်တဲ့ကလေးတွေဝေးထုတ်ပေးနိုင်နေဆိုတာပေါ်ထုတ်လိုက်ကြရအောင်ပါဗျာ